ကိုကန့်ဒေတာမော်ထိုင်မြို့နယ်မှာတင်းငင်အေဂျင့်မှုမရှိသေးတာကြောင့်စာတင်ကြောင်းအများစုပိတ်ထားရဆဲဖြစ်ပါတယ်ခွန်စော်ဦးသတင်းပေးပို့ထားပါတယ်ရှင်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကကိုကန့်ဒေတာရဲ့အစွန်ဖျားမှာရှိတဲ့မော်ထိုင်မြို့မှာဖြစ်ပါတယ်ဒီမော်ထိုင်ဒေတာအတွင်းမှာလက်ရှိချိန်ထိတင်းငင်အေဂျင့်မှုမရှိသေးတာကြောင့်အစိုးရကဖွင့်လှစ်ထားတဲ့ကျောင်းတော်တော်များများကိုပိတ်ထားရတယ်လို့မော်ထိုင်အထက်ကကျောင်းအုပ်ကြီးကပြောပါတယ်ဟိုမော်ထိုင်တခွင်လုံးဆိုရင်တော့48ကျောင်းရှိတယ်အဲ48ကျောင်းမှာအခု လက်ရှိအနေထားအရ၃ချောင်းဖွင့်ပြီးတော့အဲမြန်မာချောင်းပေါ့နော်အသေးချောင်းတွေလည်းရှိပါတယ်မြန်မာချောင်း၃ချောင်းဖွင့်ပြီးတော့တင်ကြပေးနေပါ၃ချောင်းပေါ့မော်ထိုက်မင်းဝါလဲစုံကပေါ့၃ချောင်းမြန်မာဆရာတွေဆရာမတွေလာပြီးတော့တင်ပေးနေပါအစိုးရတပ်မတော်နဲ့ MNDAA ကိုကန့်တပ်မတော်တို့တကြောပြတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့2015ဖေဖော်ဝါရီလကလေးကကိုကန့်ဒေတာကမြန်မာစာတင်ကြောင်းအားလုံးကိုပိတ်လိုက်ရတာဖြစ်ပါတယ် စစ်မဖြစ်မီကမော်တိုက်တခွင်လုံးမှာကျောင်းသားပေါင်း3500ကျော်ရှိပါတယ်။အခုချိန်မှာတော့ကျောင်းသား300လောက်တာမြန်မာစာကိုတင်ကြားနိုင်နေတာပါ3500ကျော်လောက်ကနေပြီးတော့အခုဘာလောက်ပဲရှိတော့ပေါ့200အဲ300နဲ့ဝန်းကျင်လောက်ပေါ့အဲ့လောက်ပဲကျွန်တော်တို့လက်ခံတင်ကြားပေးနိုင်တယ်ပေါ့သူတို့ဒေသခံကိုကံကျောင်းတွေတော့ဖွင့်ထားတယ်လက်ရှိချိန်မှာမြန်မာစာကိုကိုကံစာတင်ကျောင်းတွေမှာတွဲပြီးတင်ပေးနေရပါတယ် မော်ထိုက်ဒေတာမှာတော့ကိုကန့်စာတင်ကြောင်းအများစုပြန်ဖွင့်နိုင်ပြီဖြစ်ပေမဲ့မြန်မာစာပေတင်ကြားမဲ့ဆရာဆရာမတွေပဲလိုအပ်တော့တယ်လို့ကိုကန့်ကျောင်းဆရာတူကပြောပါတယ်ပုံမှန်ပုံမှန်ကျောင်းကျင်တော့စကားမှပြောပြပြီပဲစကားစကားပြောပြပြီဟိုသူကဘာပြောလဲရလဲမလားရေဝေးကိုကန့် data ရဲ့လွတ်တော်ကိုယ်စားတူကတော့ data အတွင်းမှာအစိုးရစာတင်ကြောင်းတွေပြန်ဖွင့်နိုင်ဖို့လွတ်တော်မှာတင်ပြထားတယ်လို့ဆိုပါတယ် အေးလောလောဆယ်ကျွန်တော်တို့ဒီစာတင်ကြောင်းကြတော့ကျွန်တော်တို့လောက်ကင်မြုံနယ်ထဲမှာပဲများအများကြီးဖွင့်နိုင်နေတာပေါ့ကျွန်တော်တို့ကုန်းချမ်းမှာလည်းအဲတချို့ကျောင်းတွေဖွင့်နိုင်တယ်လို့ကျွန်တော်မော့ထိုက်မှာလည်းတချောင်းနှစ်ချောင်းပဲဖွင့်နိုင်နေတာပေါ့ကျွန်တော်ကတော့ဒီမှာအခုလက်ရှိလက်ရှိကျွန်တော်တို့တွားလို့ရတဲ့ဟိုပါပေါ့ယုဥပရိအဲကျောင်းကျောင်းလေးကျောင်းဆောင်လေးမကောင်းတဲ့ဟာလေးလည်းကျွန်တော်လွတ်တော်မှာပြောထားလည်းရှိတယ်ကိုကဒေတာမှာစစ်ဆဖြစ်ကလေးကမော်ထိုက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့ ွေဥပါဝင်ဌာနဆိုင်ရာအားလုံးကိုပြန်ရုပ်ထားတာအခုထိပါပဲကျွန်တော်ခွန်စော်ဦးပါ